အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ကျွန်တော်ရဲ့အိမ်ကိုကျွန်တော်နောက်ဆုံးတော့တော်လာခရီးတော့ရှောက်သွားခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ပြန်ရောက်လာခဲ့ပြီလို့ပဲဆိုရမယ့်သဘောမှရောက်လာပါတယ်အဲ့တော့ဘလမမကြဘောတာကျွန်တော်တို့ဒီကျွန်တော်အိမ်မှာပဲ၃ရက်၄ရက်လောက်ထပ်နေပြီးရင်လည်းကျွန်တော်ခီးထပ်သွားအောင်ဘောနော်အလုပ်ကိစ္စပေါ်ဒီခေါက်တော့အဲ့တော့ဟေးပေါ့အဲ ိမာတော့ AC ဖင်ညာလာအော်လက်ရှိမှာဒီနေ့မနက်မှာတော့ Manchester United ရဲ့တရင်အစုံလင်းကိုတနေရာထဲမှာဒါကျွန်တော်နေနေပေါ်ပြပေါ်ပြချင်ပါတယ်အဲ့တော့ဒါကျွန်တော်လက်ရှိမှာ Manchester United အသင်းလက်ရှိမှာ hot ဆုံးဖြစ်နေတဲ့တရင်တပုတ်က Bruno Fernandes နဲ့ Manchester United အခြေအနေပဲအဲ့လက်ရှိမှာတော့ကျွန်တော်တို့ Bruno Fernandes ကို Manchester United အသင်းကရောင်းမယ်လို့ဆုံးဖြတ်လိုက်တဲ့တရင်ညီထွက်နေတဲ့အပေါ်မှာဒါကျွန်တော်လက်ရှိမှာအဲ့ဒီတရင်ကအမှန်ကဘလို့လဲ ယူနိုက်တက်အသင်းနဲ့အခုလက်ရှိမှာဘရူနိုဖာနန်ဒက်စ်ကိုရောင်းမယ်ဆိုတဲ့သတင်းနဲ့ပတ်သက်တဲ့အပေါ်မှာ tier 1 level တွေ tier 2 level တွေနောက်ဆုံးကုန်ကုန်ပြောရမယ်ဆို tier 3 level တွေကအစား ဒါသတင်းထုတ်ပြန်မှုဘာမှမရှိသေးပါဘူးပြောချင်တာအခုလက်ရှိမှာတက်နေတဲ့သတင်းတော်များ TF5 TF6 TF7 ဆိုတဲ့ level တတတာဒါအဓိကသွားနေတယ်လို့ပြောလို့ရမယ်ဒီမှာပါပါတယ် Manchester United အသင်းနဲ့အခုလက်ရှိမှာ Bruno Fernandes ကိုလာမယ့်နေရာဒီအပြောင်းအရွှေ့မှာရောင်းမယ်ဆိုတဲ့သတင်းကဘယ်လောက်ထိမှန်ကန်လဲဆိုတော့နည်းနည်းဒီဒီလေးပြောအောင်အဲ့တော့လက်ရှိမှာ Bruno Fernandes ကိုကြည့်အောင် Bruno Fernandes အနေနဲ့လက်ရှိမှာသူကတော့ sorry ကိုလက်ရှိအနေထားရပြောင်းဖို့အတွက်အစီအစဉ်မရှိတဲ့အကြောင်းကိုဒါကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ရက်လောက်ကဒါကျွန်တော်တို့ ဒါလည်းကျွန်တော်တို့ဘလူဟိုပဲအာဆမ်မြူအလက်ခါစ်ကိုစိုင်မွန်စတုန်းကိုဒါကျွန်တော်တို့အဒမ်ခရက်ဖတန်ကိုတရားဝင်ပြောထားခဲ့တာတွေ့ရမယ်။ဒီနေရာမှာဒါ Athletic UK ရဲ့ Journalist ပါပါရကျွန်တော်ဒါကိုတရား1 level လို့သတ်မှတ်လို့ရတယ်။ Bruno Fernandes အနေနဲ့သူ့အနေနဲ့သူ့အသက်ရွယ်ရသူဒီနောက်ထပ်နှစ်နဲ့သုံးနှစ်လောက်ဥရောပမှာ AC ဆော့လို့ရနေသေးတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ Saudi Arabia ကိုပြောင်းရွှေ့ဖို့အတွက်လက်တလုံးမှာတော့အဆီဇင်မရှိသေးဘူး။ မေဘီမန်ချက်စတာယူနိုက်တက်အသင်းကသူ့ကိုရောက်ထုတ်ဖို့ဆုံးဖြတ်မယ်ဆိုရင်တော့မှသူ့အတွက်ကတော့ကျွန်တော်တို့ဆော်ဒီအသင်းကိုသွားဖို့တက်စီစဉ်မရှိဘဲအကဲယူနိုက်တက်အသင်းကသာရောက်ထုတ်ခဲ့မယ်ဆိုတော့ဘရူနိုဖာနန်ဒက်စ်အသင်းဘရူနိုဖာနန်ဒက်စ်အနေနဲ့ဥရောပမှာပဲဆက်မှန်ဟိုထပ်မှန်ပြီးကစားဖို့အတွက်သူ့ရဲ့အေဂျင့်ကလာလုဆောင်သွားမှာဖြစ်တယ်လို့သိရတယ်မှာပါအဲ့တော့ဘရူနိုဖာနန်ဒက်စ်အနေနဲ့နောက်ဆုံးဒါမန်ချက်စတာယူနိုက်တက်အသင်းကရောက်ချဖို့ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့မှသူ့ရဲ့နောက်ထပ်ပြောင်းမယ့်အသင်းကဆော်ဒီအသင်းဖြောင်းမှုအတွက်ရာဂိုင်းတော့နေတာဖြစ်တယ်ဒါပေမဲ့ဒီနေ့မှတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းရဲ့စတာကျွန်တော်ဘရူနိုဖာနန်ဒက်စ်ကိုရောက်ဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့မယ် ်ဆိုရင်ဘယ်လိုပုံစံမျိုးဖြစ်သွားနိုင်လဲဒါနေရာမှာဒါမန်ချက်စတာယူနိုက်တက်ကလက်ရှိဘူနိုဖာနန်ဒက်စ်ကိုလာမယ့်နေရာဒီမှာရောင်းချဖြစ်ခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်ပေါင်ပန်း60အ ਨੇ ဆုံးလူချင်းနဲ့တွေ့ကြောင်မူတကယ်နဲ့ခေါ်ယူမဲ့ကလပ်တွေနေနဲ့ဥရောပရဲ့ဒါကျွန်တော်တို့အနေထားတွေအနေနဲ့ဒါကျွန်တော်လက်ရှိဘူနိုဖာနန်ဒက်စ်ရဲ့အသက်အရွယ်ကြောင့်မလို့ဒါကျွန်တော်တို့ အဲပေါင်တန်း60ကိုပေးဘူးအဲယူရိုနဲ့တော့ယူရိုတန်း80ကိုပေးဘူးအတွက်ဒါကျွန်တော်တို့တို့အနေနဲ့တုံဆိုင်နေမှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့သတ်မှတ်လို့ရတဲ့သဘောမှာရှိပါတယ်အဲဘရူနိုအနေနဲ့အခုလက်ရှိမှာသူ့ရဲ့နာကရသူကရှင်းတယ်သူအနေနဲ့ဒါကြောင့်လွန်နောက်နှစ်နှစ်သုံးနှစ်လောက်သူ့အနေနဲ့ဒါဥရောပမှာပဲဆော်ကျင်တယ်ပေါ်တူဂီကိုသူဦးဆောင်ကျင်တယ်ဒါပြင်ကျွန်တော်သူ့အနေနဲ့ဒါကျွန်တော်နောက်ထပ်ကမ္ဘာဖလားတစ်ခုကိုသူ့အနေနဲ့ထပ်ပြီးဆော်ကျင်တဲ့သဘောမှာရှိရဲအတွက်ကြောင့်မလို့ဆော်ဒီကသူ့အတွက်ကလက်ရှိမှာ current big no no လို့သူ့အနေနဲ့သတ်မှတ်ထားတဲ့ဒီမှာပါတယ်သူအသင်းပြောင်းဖြစ်ခဲ့မယ်ဆိုရင်တော့သူ့အနေနဲ့ဥရောပ club ကိုပဲပြောအဲ့တော့ပြောချင်တာ ဒီညမှာတွေးရဖြစ်သွားပြီပေါ့နော် United အသင်းနဲ့လည်းလက်ရှိမှာ Bruno Fernandes ကိုရောင်းဖိခဲ့မယ်ဆိုရင်တန်60လောက်သူတို့အနေနဲ့လိုချင်တယ်အခုလက်ရှိမှာ Bruno Fernandes ရဲ့ခြေစွမ်းဘာညာဆိုတာတက်ဆိုင် Bruno Fernandes ရဲ့အသက်အရွယ်နဲ့ကစားသမားကိုဒါဥရောပကလပ်တွေနဲ့ပေါင်တန်60ပေးဖို့တော့တော်တော်လေးကိုခဲရင်တယ်လို့ပြောလို့ရမယ်အနေထားတစ်ခုတွေးရမယ်တဲ့မှာပါတယ်မပေးဘူးလို့ပြောရခဲရင်တယ်လို့ပြောလို့ရမယ်အနေထားမှာရှိတယ်ဒါကြောင့်မို့တာ Bruno Fernandes ကိုလက်ရှိမှာတကယ်နဲ့ခေါ်နိုင်မယ်ဆိုရင်တော့ sorry ပဲခေါ်နိုင်မယ်အနေထားမှာရှိတယ်ဒါပေမဲ့ sorry ခေါ်နိုင်မယ်ဆိုရင်တော့ Bruno Fernandes ကလည်း sorry ပြောမှုရှိအဲ့ဒီညမှာဒါဒီညမှာဒါ gap ဖြစ်သွားပြီပေါ့အဲ့တော့ဒါ Bruno ဘာနဲ့နဲ့ဆက်တဲ့မင်္ဂလာဒီလောက်ပဲကစားသမားကိုတိုင်ကလက်ရှိမှာ sorry ကိုပြောင်းဖို့အတွက်လုံးလုံးမဆန္ဒမရှိဘူးလို့ပြောလို့ရတဲ့သဘောမှာဖြစ်ပါတယ်။နောက်တစ်ခုတင်ရတဲ့နေ့ရဲ့သတင်းတွေတစ်ခုအနေနဲ့ Manchester United အသင်းဘက်ကတော့ဒါလက်ရှိမှာ Ruben Amorim ကို3နှစ်အနေနဲ့ဒါအချိန်ပေးသွားမယ်ဆိုတာက Sir Jim Ratcliffe တယောက်စကားအဖြစ်ပဲပြောသွားတယ်ဆိုတဲ့သဘောမှာပဲရှိတယ်လို့သိရတဲ့ဒီမှာပါတယ်။ဒါကဘာကိုဆိုတာဒါ Sir Jim Ratcliffe နဲ့သူ့ရဲ့ interview မှာဒါကျွန်တော်တို့ Ruben Amorim နဲ့သူ့ကိုဒါကျွန်တော်3နှစ်လောက်အချိန်ထပ်ပေးဖို့အစီအစဉ်ရှိတယ်ဆိုတဲ့ပုံစံမျိုးကို3နှစ်လောက်မှဒါကစားကွက်ထိုင်ကြ ျမဲ့ဘာညာပြောခဲ့တဲ့ပုံစံမျိုးရပြည်သက်တယ်မြင်မှာဒါရူဘင်အာမိုရီနဲ့လက်ရှိခြေစွမ်းရအားနည်းခဲ့မယ်ဆိုတော့၃နှစ်လောက် United ဘက်ကအချိန်ပေးမယ်လို့အကုန်လုံးကသတ်မှတ်ခဲ့နေကြမှရှိတယ်။ဒါပေမဲ့ဒါလိုမဟုတ်ပါဘူး။ဆာဂျင်ရက်ကလစ်ကဒီညမှာဥပမာပေးခဲ့ရုံသက်သာပဲ။လက်ရှိမှာတော့ကျွန်တော်တို့ဒီနှစ်တစ်နှစ်ကိုတော့ဒါကျွန်တော်ရူဘင်အာမိုရီကို ပေးဖို့အတွက်ရာခိုင်နှုန်းများပြီးတော့ဒီနှစ်ဒါကျွန်တော်တို့ရာသီကမှာဒါရူဘင်အာမိုရီနေနဲ့ top 4မဝင်ခဲ့ဘူးဆိုရင်တော့သူတို့နေနဲ့တမျိုးတဖုံစဉ်းစားသွားဖို့အတွက်ရည်ကြီးတယ်။အဓိကဒီညမှာဒါ Champion League ဆော့ကွင်းကလည်းဒါကျွန်တော် Manchester United အသင်းတို့တော်တော်လေးကို impact ကြီးမားသွားမယ်လို့ဒါကျွန်တော်တို့မြင်ရတဲ့အနေအထားမှာရှိပါတယ်။ Manchester United တင်တဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ ရူဘယ်အာမိုရင်းကိုအချိန်တိုင်းတာတစ်ခုသာထပ်ပေးဦးမယ်။ဒါပေမဲ့၃နှစ်ဆိုတဲ့စကားလုံးကတော့မဟုတ်ဘူးလို့သိရတယ်မှာပါတယ်။မန်ချက်စတာယူနိုက်တက်တင်တဲ့ရူဘယ်အာမိုရင်းကိုအချိန်ပေးခဲ့မယ်ဆိုရင်တော့မှလာမယ့်ဒါကျွန်တော်တို့အပြောင်းရွှေ့ရာသီမတိုင်ခင်မှာဒါကျွန်တော်တို့အကြေကြိုက်တယ်ဆိုရင်ဆက်ထားမယ်။မကြိုက်ဘူးဆိုရင်တော့လာမယ့်ပြောင်းရွှေ့ရာသီမှာထုတ်ပယ်သွားဖို့လည်းရှိရသေးတယ်မှာပါပါတယ်။ဒီနေ့မှာမန်ချက်စတာယူနိုက်တက်အသင်းကိုမပြောင်းမယ့်နီးပြားတစ်ယောက်ကတော့တေချာလောက်ရှိတဲ့နီးပြားတစ်ယောက်ရှိ။အဲ့ဒါကဘာလဲဆိုတော့ဒါကျွန်တော်တို့တောမက်ဆူချယ်ပေါ့နော်။တောမက်ဆူချယ်အနေနဲ့လက်ရှိမှာဒါမန်ချက်စတာယူနိုက်တက်အသင်းနဲ့သူ့ဒါကျွန်တော်တို့ရူဘယ်အာမိုရင်းကိုဒါအချိန်နေမကော ောင်းတဲ့ချိန်မှာစကားတချို့ပြောခဲ့ဘူးတယ်ဆိုတော့ကောလာဟာလာတွေထွက်နေတယ်။ဒါပေမဲ့သောမက်ဆူချန်တဲ့ခုလက်ရှိမှာအင်္ဂလန်နိုင်ငံအသင်းကိုပဲကမ္ဘာဖလားမှာဦးဆောင်သွားဖို့ရှိပြီးတော့မန်ချက်စတာယူနိုက်တက်အသင်းကိုတော့လက်ရှိအနေထားအရကင်တွယ်သွားဖို့မရှိဘူးလို့သိရတဲ့မှာပတိသိရတဲ့မှာပါပါတယ်။မန်ချက်စတာယူနိုက်တက်ဘက်ကသောမက်ဆူချန်ရဲ့စကားပြောခဲ့ပြီးတော့မန်ချက်စတာယူနိုက်တက် project ကသောမက်ဆူချန်နဲ့မကိုက်ဘူးလို့ယူဆတယ်လို့သောမက်ဆူချန်ကိုယ်တိုင်ကလည်းမန်ချက်စတာယူနိုက်တက်အသင်းနဲ့ဒါသူ့အနေနဲ့ဒါကဆက်အပ်မယ်လို့မဟုတ်ဘူးလို့သူနဲ့ထင်ထားပြီးသားပြီ။အဲ့တော့ဒါကိန်းမန်ချက်စတာယူနိုက်တက်အသင်းရဲ့ roommate အာမိုရင်းကိုလာမယ့်နေ့ င်တွေရဒီမှာထုတ်ပယ်ခဲ့မယ်ဆိုရင်တော့မှသောမက်ဆူချက်ကရွေးချယ်စရာတခုမဟုတ်ဘူးဆိုတော့ဒါကျွန်တော်တို့ Athletic UK ကနေဖော်ပြခဲ့တာကိုတွေ့ရမယ်တဲ့မှာပါပါတယ် နောက်ဆုံးသတင်းနှစ်ခုအနေနဲ့လက်ရှိမှာတော့ကွင်းလယ်ပိုင်းသတင်းအောင်ပြောအောင် United သင်းနဲ့ခုလက်ရှိမှာကွင်းလယ်ပိုင်းအတွက် Adam Morton သိပ်ပြီးသဘောကျတယ်။ Indios တို့ရဲ့ဒါကျွန်တော် favorite ဖြစ်တဲ့ကွင်းလယ်ကစားသမားအနေနဲ့လက်ရှိမှာနှစ်ယောက်ကိုရန်ထားတယ်။ဒါကျွန်တော်တို့ England ကစားသမားလည်းဖြစ်လို့ကွင်းလယ်မှာလည်းဒါ CMDM Pivot ပုံစံမျိုးဆော့လို့ရတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့ United ကတော်တော်ကြီးကိုသဘောကျနေထားမှရှိတယ်။ပထမတစ်ယောက်ကတော့ Adam Morton ဖြစ်ပြီးဒုတိယတစ်ယောက်ကနည်းနည်းလေးပိုစည်းသက်သာနိုင်တဲ့ Elliot Anderson ဖြစ်တယ်လို့သိရတယ်မှာပါတယ်။ Adam Morton ကတော့ Manchester United အသင်းရဲ့ဒါကျွန်တော်တို့ dream signing ဖြစ်တယ်ဆိုပြီးတော့သတ်မှတ်ထားရနေတာမှရှိတယ်။အဒမ်ဝါဒန်ကိုလက်ရှိမှာလူချင်းတဲ့ club တွေကတော့တော်တော်လေးကိုများနေတာကိုတွေ့ရမယ်တဲ့မှာပါတယ်။အဒမ်ဝါဒန်မှာလက်ရှိမှာစာချုပ်ဖြတ်သိမ်းကြီးဆိုတဲ့ပုံစံမျိုးတော့မရှိဘူး။ Crystal Palace ကလက်ရှိလာမယ့်နေရာဒီမှာရောင်းဖြစ်ခဲ့မယ်ဆိုရင်တော့အဒမ်ဝါဒန်ကိုပေါင်ပေါင်80အောက်ထက်အနည်းဆုံးလူချင်းတဲ့သဘောမှရှိတယ်။အဒမ်ဝါဒန်ကိုလက်ရှိမှာ Liverpool Chelsea, Tottenham Hotspur တင် Arsenal တင်ဒီအသင်းတွေကလက်ရှိမှာလူရှိနေဦးသီးရတယ်မှာပါတယ်လက်ရှိမှာအတန်းမွာတန်ကိုလည်း Manchester City တင်က Rudy ရဲ့နေရာအတွက်စဉ်းစားနေဆိုကောလာဟာလာထွက်လာခဲ့တယ် Rudy နဲ့လက်ရှိမှာ injury prone နေတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့အတန်းမွာတန်ကိုစဉ်းစားတော့လက်ရှိမှာအသင်းကြီးတွေမှာအတန်းမွာတန်ကိုမစဉ်းစားတဲ့ club ကမရှိတဲ့လောက်လို့ပြောလို့ရတယ်ဒီမှာပါတယ်ဒါပေမဲ့ Manchester United တို့ Ineos အုပ်စုကတော့အနေရသာကျွန်တော်တို့အတန်းမွာတန်ကိုသူတို့အနေနဲ့ဒါခေါ်ယူနိုင်မဲ့သူတို့ကသူတို့ဒါကျွန်တော် confidence ရှိရတယ်မှာပါဒါပေမဲ့ ်အဒမ်ဝါဒန်ကိုဒါမန်ချက်စတာယူနိုက်တက်အသင်းနဲ့မခေါ်ယူနိုင်ခဲ့ဘူးဆိုရင်တော့မှအဲလီယိုအန်ဒါဆန်ကိုမန်ချက်စတာယူနိုက်တက်အသင်းနဲ့ခေါ်ယူနိုင်ဖို့အတွက်လက်ရှိမှာစဉ်းစားသွားမယ်ဆိုတဲ့သတင်းကတော့100%မှန်တယ်လို့ပြောလို့ရမယ်တယ်မှာပါပါတယ်အဲလီယိုအန်ဒါဆန်နဲ့လက်ရှိမှာသူကိုယ်တိုင်ကဒါလက်ရှိမှာနျူကာဆယ်ယူနိုက်တက်ကိုပြန်ပြောင်းမလားဒါမှမဟုတ်ဒါကျွန်တော်တို့ Northern Forest မှာသူနဲ့ရေရှည်ရဆက်နေဖို့မသင့်တော်ဘူးလို့သူကသူခံစားတယ်အဓိကကလက်ရှိမှာပိုင်ရှင်ဖြစ်တဲ့ American Nets ရဲ့အပြောင်းလဲတချို့မှာ Elio Anderson တော်တော်လေးကိုဒါကျွန်တော်အထူးလက်ခံနေရတယ်လို့မြင်တယ်အခုချိန်မှာဒါကျွန်တော် Ash Poster ကို glue ကို ထုတ်ပြပြီးရှွန်တိုက်ကိုကန့်ဖို့ဒါကျွန်တော်တို့ဘနီဒက်စ်ကိုကန့်ဖို့အတွက်ရေမန်းစားနေတဲ့အချိန်လေးပေါ်မူတည်ပြီးကစားသမားတော်တော်များကစိတ်ဝင်စားစိတ်စိတ်ပြက်နေတယ်ပေါ့နော်မော်ဂန်ဂစ်ဝိုက်လက်ရှိမှာအဲလီယိုအန်ဒါဆန်ဒီကစားသမားတွေအနေနဲ့ခုလက်ရှိမှာအသင်းကနီလာမဲ့နွေရာသီမှာထွက်ဖို့အတွက်အကြီးအကျယ်ပြင်ဆင်နေတယ်ဟုတ်သိရတယ်မှာပါပါတယ် လက်ရှိနောက်ဆုံး update နောက်ဆုံးတစ်ခုနဲ့ပြောရမယ်ဆိုတော့ Manchester United အသင်းရဲ့လက်ရှိမှာဒါကျွန်တော်တို့တစ်နှစ် plus တစ်နှစ်ဆိုတဲ့ဒါကျွန်တော်တို့ကမ်းလှမ်းမှုပုံစံမျိုးနဲ့ဒါ Harry Maguire ကိုကမ်းလှမ်းမှုတွေစတင်ပြင်ဆင်လာခဲ့လို့သိရတယ်။လက်ရှိလာနေတဲ့လာစားတဲ့25ရာခိုင်နှုန်းညော့နေပြီးကမ်းလှမ်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Harry Maguire ကဒီစာချုပ်ကိုညှင်းပယ်ပြီးသူ့အနေနဲ့ Saudi Arabia ဘက်ကသာပြောင်းရွှေ့သွားဖို့အတွက်ရာခိုင်နှုန်းများနေတယ်လို့လည်းဖတ်မိရတယ်မှာပါပါတယ်။လက်ရှိမှာ Harry Maguire ကလက်ရှိမှာ Kane သူ့နဲ့ Saudi ပြောင်းမယ်ဆိုရင်တော့တပတ်လောက်ကပေါင်3သိန်းခွဲနဲ့4သိန်းကျရရှိမယ် လို့လည်းသူအနေနဲ့သိရတယ်မှာပါတယ်ဒါကြောင့်မို့ဒါသူအနေနဲ့ Manchester United အသင်းကသာသူ့ကိုကန့်လန့်မှုများနေပါခဲ့မယ်ဆိုရင်တော့သူဟာ Saudi Arabia ကိုဒါအဓိကပြောင်းရွှေ့ဖို့အတွက်ဒါရွေးချယ်သွားမယ်လို့လည်းပြောလို့ရမယ်တယ်မှာပါပါတယ်ဒါလည်းပါပဲဘလုံးပွဲတွေကိုကြည့်ရှုနေတယ်ဆိုရင်တော့ Youth Sport Media 3.0 ਨੇ TV4 ကြီးတို့မှာကျင်းလူဆန်ပေါအောင်ကူညီလို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးမကြည့်တို့မှာကောင်းမွန်တော့ အာဒီလေးတနေ့ဖြစ်ပါစို့စုမုံကောင်တောင်းပီးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးစစ်စစ်တွေ့ကြရပေါ့အလုံးမကျူတူပါနဲ့မြန်မာလက်ကလစ်ဘုမမေ့ကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာနိုင်မှာဖြစ်ပါတယ်တေးပါပါဗျ